ရုတ်သေးစွာဖြင့်မိကုမေလျှောက်ခွင့်ပြုပါဗျာကိုဆောင်နဲ့တည်အမှန်တကယ်ရှိပါသလားဗျာတပည့်တော်တို့တင်ရောသူတို့ရောလိုက်တည်ရတာလားဗျာကြောင်ပြီးနောက်ထပ်လူကိုတောဆောင်တာလားဗျာကိုဆောင်နဲ့ဆိုတာကအာရခဒေဝတာပေါ့မိမိအပေါ်မှာမေတ္တာထားပြီးတော့ကုညီတဲ့နှစ်မျိုးလို့ဆိုလိုတာဟုတ်ကိုမွေးလာတဲ့အခါမှာ ိုဆောင်နဲ့မွေးလာတယ်ကိုတည်သွားတဲ့အခါမှာကိုဆောင်နဲ့ကတည်သွားတယ်အဲ့လိုအဓိပ္ပာယ်မျိုးတော့မဟုတ်ဘူးကိုအတွက်မွေးဖွားလာတာမျိုးမဟုတ်ဘူးသူနဲ့သူကန်တဲ့သူနှက်ဖြစ်နေတာပဲအဲ့ဒီနှက်ကအိမ်ဆောင်နဲ့ဖြစ်ရင်လည်းဖြစ်နေမှာပဲတောဆောင်နဲ့တောင်ဆောင်နဲ့ဖြစ်ရင်ဖြစ်မယ်ရုပ်ကစိုးနဲ့ဖြစ်ရင်ဖြစ်မယ်နောက်ဟိုအထက်ကနှက်ပြရနှက်ဖြစ်ရင်လည်းဖြစ်မယ်အဲ့တော့ကိုယ့်ရဲ့ကုသိုလ်ကောင်းမှုတွေကြောင့်သူမကိုယ့်ရဲ့မေတ္တာတရားတွေပေါ့လေ ုရဲ့မေတ္တာပို့မှုအမြဝေမှုတွေကြောင့်ဒါမှမဟုတ်အရင်ဘဝတုန်းကအမျိုးတော်ကဲလိုပဲဖြစ်ဖြစ်ပေါ့အဲ့တော့ကိုယ့်ဘဝမှာ तू ကမေတ္တာရှိတယ်မေတ္တာရှိတော့ကိုယ့်ကိုကူညီဆောင်ရှောက်ပေးတယ်အန္တရာယ်တွေမကြရအောင်အခက်အခဲတွေကိုသူ့နိုင်တဲ့နေရာကနေဝိုင်းကူပေးတယ်အဲ့ဒါကိုပဲကိုဆောင်နေဆိုပြီးပြောကြတာပါအဲ့တော့သူဒီသူကန်တဲ့သူသူ့ဘာသူရက်တည်နေတဲ့နေ့တစ်မျိုးသာဖြစ်ပါလားနော်ကိုယ်ခန္ဓာကိုယ်မှာနေတာမဟုတ်ဘူး မြန်မာလူမျိုးတွေကအဲ့ဒီတချို့ကကိုယ်ဆောင်နဲ့ဆိုရင်ကိုယ်ခန္ဓာကိုယ်ထဲမှာရှိတယ်ဆိုတော့ဝိညာဉ်ကောင်လိပ်ပြာကောင် အတ္တကောင်နဲ့တော့ရောသွားတတ်တယ်တတ္တဝါတရားတန်တဲ့ထဲမှာရုပ်သဘောနဲ့နာမ်သဘောပဲရှိတာလေဘာဝိညာဉ်ကောင်မှမရှိဘူးဘာလိပ်ပြာကောင်မှမရှိဘူးဘာအကောင်မှခန္ဓာကိုယ်ထဲမှာမရှိဘူးအဲကြောင့်ကိုယ်ဆောင်နဲ့ဆိုတာလေခန္ဓာကိုယ်ထဲမှာဝင်ပူးနေတာမဟုတ်ဘူးခန္ဓာကိုယ်ထဲမှာရှိမနေဘူးသူလဲသူ့ဘိမှန်နဲ့သူပဲသူ့နေရာနဲ့သူပဲအဲ့တော့ကိုယ့်အပေါ်မှာမေတ္တာရှိလို့ ူညီပေးဆောင်ကြောင်ပေးတဲ့ net တမျိုးကိုပဲကိုဆောင်နေဆိုပြီးတော့ပြောကြတာပါအဲကြောင့်ဟိုအမြဝေတဲ့အခါမှာချိဆယ်တော်ကြီးတွေကိုဆောင် net ကမကျွင်းစေရဆိုပြီးတော့အမြဝေကြတယ်လीဆိုတော့ကို့အပေါ်မှာမေတ္တာထားတဲ့ net တွေကို့ကိုကူညီဆောင်ကြောင်ပေးတဲ့ net တွေကိုကိုဆောင်နေလို့ဒီလိုဆိုလိုတာပါเนาะ